ဒီနေ့တော့ဖုန်းဆိုင်မှာဖုန်းသွားပြင်ရအောင်ဘေးကြောင်းလည်းရှိတယ်ပြောကြည့်ပါငါဖုန်းအားမဝင်ဘူးငါ data တွေစိတ်ချရလားစိတ်ချရလားဆိုတာကဒီဖုန်းကိုပြင်လိုက်ရင်ပြတ်သွားမှာလားပေါ့နောက်မှန်လဲလို့ရလားပြင်ဆင်က9000လောက်ကြာတင်ပါတယ်ဒီစားကြောင်းကကြောင်းကိုပို့ပါတော့အရင်ပြောလို့ရမယ်လို့ထင်လို့ရှိရင်ဗီဒီယိုလေးဖိုင်ရက်ပြီးတော့ပြောကြည့်ပါအောင်အဲနည်းနည်းလေးထောက်တဲ့နေရာလေးရှိရဆိုရင်တော့อืมဆရာဖြေတဲ့ခါမှာပြန်တိုက်ကြည့် vocabulary သိပါလို့ရှိရင်မှတ်မယ် ဖော်ခပြလိုက်အစ်စ်တော့ပါအောင်ပါပဲအနေနဲ့မတိရဖော်ခပြလိုက်ပေါ့အဲ့လိုမျိုးဖော်ခပြလိုက်လေးရေစုသွားမယ်ယူစိတ်လေးရေစုသွားမယ်ဒီတိုင်းပြောကြည့်မယ်စာအုပ်ထဲမှာရေးမှတ်မယ် ဒါဆိုရင်ခေါင်းထဲမှာရောဆိုင်းမှာရောမှတ်ပြီးသားဖြစ်သွားတယ်။စာအုပ်ထဲမှာဘာကြောင့်မှတ်ခမ်းလဲဆိုရင်ပြန်လည်လေ့ကျင့်လို့ရအောင်လို့ဒါဟာ English Speaking Series ဆိုရင်ဒါတစ်ပြေးနဲ့ပြီးကန်နေနေပြီ။ဒီ series ပြီးလို့ရှင်လဲနောက်ထပ်စိတ်ဝင်စားစရာ series လောင်းမှာဖြစ်တဲ့စိတ်ဝင်စားစရာဆိုတာထက်အကျိုးရှိမဲ့ series တွေပေါ့နော်။ဒီအရှိမှာလဲ English စာအုပ်တက်မကြည့်ခဲ့တဲ့သူတွေပြန် English စာအုပ်တက်ကြည့်ဖို့ရ30 series ဆိုတာတင်ထားပြီးပြီ။အစဉ်ကြီးကြီးကြည့်လာခဲ့ပေါ့နော်။ကဲပထမဆုံးဆက်လိုက်ရအောင်။ငါဖုန်းကအားမဝင်ဘူး။ငါဖုန်းဆိုတော့ my phone ပေါ့။အားဝင်နေအားသွင်းလို့ရရဲဆိုတော့ English လို့ခေါ်လဲဆိုရင် charge လို့ခေါ်တယ်နော်။ အခုဖြစ်နေတဲ့အနေအထားပြောချင်ဒီ30စီမှာပြောလဲ MSR Black VNG အဲ့တော့ AS charging ဆိုတာမျိုးပေါ့ဆို IG ဝင် E ကိုပြုတ်သွားတာပေါ့အားမလို့ဆိုတာကြတော့ဒီမှာ ASN လို့တောင်းရမယ်အဲ့တော့ my phone ASN charging ငါဖုန်းကအားဝင်မနေဘူးဆိုတော့အဲ့လိုလေးကြရတယ် my phone ASN charging ငါ data တွေစိတ်ချရလားအရေးဆုံးငါ data ဆိုတော့ဆရာရေးပြမယ် my data နော် data ကဟိုဘယ်လိုပြောမလဲဆိုလို့ရှိရင်ရေတွက်လို့ရတဲ့အနေအထားလေးရှိတယ်မရတဲ့အနေအထားတော့မလို့ရှိတယ်ပုံမှန်ဒီဒီသူ့ရဲ့အသေးစိတ် level မှာဆိုလို့ရှိရင်တော့ဒီ data ကိုရေတွက်လို့ရရလို့ယူဆပြီးတော့အများကြီးအနေနဲ့သုံးတာလည်းရှိတယ်ဒါပေမဲ့ပုံမှန် data မှာဆိုရင် information လို့ပဲသတင်းချက်လို့အလတ်လို့ပဲယူဆပြီးတော့ရေတွက်လို့မရတဲ့ accountable လို့ပဲအများသောအားဖြင့်ယူဆလေးရှိတယ်ရေတွက်လို့မရတဲ့ဟာရည်ဒီတစ်ခုကိန်းလို့ပဲသဘောထားပြီးတော့ MSR နဲ့ပဲသုံးရတယ်ဟုတ်ပြီနော် MSR မထည့်ခင်နေနဲ့ရှင်းအောင်ပြောလိုက်မယ်စိတ်ချရတယ်ဆိုတာလုံခြုံတယ်ဆိုတော့ safe နဲ့သုံးတယ် save the adjective ဖြစ်တယ်လုံခြုံသောဆိုတာဒီပဲထွက်တယ်ကျွန်တော်ရဲ့ data များသည်လုံခြုံသောပဲဖြစ်နေလုံခြုံသည်မဖြစ်ဘူးဒီဖြစ်အောင် adjective ကိုကိုကို ms ထည့်ရဲဆိုပြီးဆရာပြောပြထားပြည့်ရဲအဲ့တော့ဒီမှာဆရာ is ထည့်လိုက်တယ်အဲ့တော့ my data is safe ပေါ့စိတ်ချရလားဆိုရင်အဲ့ is လေးကိုရှေ့ထုတ်လိုက်ရတယ်မေးခွန်းလုပ်ချင်ရင်အခုထုတ်ရရဲဆိုတော့ is my data safe ငါရဲ့ data တွေစိတ်ချရလားဖြစ်သွားတယ်ရမလားမသိဘူးเนาะကဲနောက်ကမှန်လဲလို့ရလား ကိုနှကလေးပဲပြန်ပြောပြမယ်အမှန်ကိုဘယ်လိုခေါ်လဲ the screen ပေါ့နော် the screen the screen အဲလဲလို့ရရဲ့ဆိုလည်းမှတ်ထားမယ် replace replace ဆိုတာကပြန်လဲလဲလဲဒီစာလေးပဲထွက်တယ် replace လဲ၍ရတော့ဆိုလို့ရှိရင်ဒီနောက်မှာ able လေးထည့်လိုက်အဲ့တော့ဘယ်လိုအတန်လေးထွက်လဲဆိုရင် replaceable ဖြစ်သွားတယ် replaceable ပြန်လဲလဲလဲ၍ရတော့ လဲလို့မရတာမဟုတ်ဘူးเนาะပြန်လဲလို့ရတဲ့အာမျိုးအဲ့လိုပစ္စည်းမျိုးဘာလို့ခေါ်လဲ replaceable replaceable ဆိုလိုက်တော့ replaceable ဒါပေမဲ့သူလဲခုနကလိုပဲ adjective ပဲပြန်ပြီးလဲလဲပြီးရတော့ဒီဖြစ်အောင်သူရှိမှာဘာလို့မလဲအမစ်စာလို့မှာပေါ့မင်းကလို့ချင်တော့လာမင်းကဆိုတော့ရှေ့ကိုအခုလေးထွက်လိုက်တော့ဘာဖြစ်သွားလဲ is the screen is the screen replaceable ဒီ screen ကပြန်လဲလို့ရလားနောက်ပြင်ဆင်က9000ကျတဲ့ပါတယ်ကဲပြင်ဆင်စားအဲ့လိုလွယ်လွယ်ကူကူလေးပဲပြောပြမယ် the repair refill က verb အနေနဲ့လည်းရှိတယ်ဒီလိုမျိုးပြင်ဆင်ကောက် the refill လို့လည်းသုံးလို့ရတယ် subject ပြင် back ကိုတွားမယ်ကြားတက်လာပါလဲဆိုရင် call refill ကိုဒီ call ကိုတခုကင်းလိုပဲယူစားပြီးတော့ call မှာ s ထည့်ရမယ်ဒါဘာကြောင့် s ထည့်ရလဲ not one မဟုတ်လို့တခုကင်းဖြစ်လို့ singular noun ဖြစ်လို့သူ့ရဲ့ရှေ့မှာအသေးစိတ်လေးရှင်းထားရတဲ့သုံးစက်စီကလေးကိုကြည့်ပြီးတော့ဒါကိုတက်လို့ရှင်ပို့ပြီးတော့မြင်ရတာပေါ့နော်အဲ့တော့ဗာလဲ the refill cost ဘယ်လောက်လဲ9000ကျပ်ဆိုတော့9000ကျပ်ပေါ့အင်္ဂလိပ်ကစီကားရအောင်နောက်ကနေကြည့်ပြီးတော့သုံးလို့မြောက်ရင် comma check ကောက်ရအောင်ပေါ့ အဲ jet ဆိုတော့ KYATS လည်းရတယ်အဲ့တော့ the repair cost 50ဒီ50ဝင်ဖက်သုံးလုံးက1000လို့ဖက်ဒီရှိနှလုံးဝင်ဖက်လိုက်50 thousand jet ကဲဟုတ်ပြီအဲ့ဒါဒီနေ့လည်းဖုန်းနေနဲ့ပတ်သက်ပြီးတော့ဖုန်းပြနေနဲ့ပတ်သက်ပြီးတော့တီးလို့တီးလို့ရတဲ့ဟာလေးတွေသိသွားပြီပေါ့နော်အဲ့လိုနေတိုင်းလေးစုပြီးတော့လေ့လာကြပါနော်နေတိုင်းစူးစမ်းနေမယ်ဆိုလို့ရှိရင်မရเสียမှရှိပါဘူး language ဆိုတာအထူးအတွေ့ပါပဲနော် fighting ပါ